ဟယ်လိုအားလုံးမင်္ဂလာပါရှင်။ Lily Too Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မနာမည်ဒေါက်တာထူးကျော်ပါ။ရေပြားထုတ်ခုဆရာပါမှာ။ဒီကနေ့ပြောမယ့်အကြောင်းအရာကတော့ Vitamin D နဲ့ပတ်သက်ပြီးတော့ပြောပြမှာပေါ့နော်။ကျမရေပြားအထုခုဆရာဝန်ဆိုတော့ရေပြားနဲ့ပတ်သက်ပြီးတော့ဗီတာမင် D ကဘလို့ကောင်းကျိုးတွေဖြစ်စေလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။တမန်အပြင်တော့နော်ဗီတာမင် D ကအရိုးတွေကိုတမန်တယ်၊ကိုခံအားတက်စေတယ် အဲ့လိုမျိုးတော့လူတိုင်းကသိကြတာပဲလေနော်အဲ့ဒါကြောင့်မလို့လဲကိုခန်းအားတက်အောင်လို့ D3 တို့ဘာလို့နော် K2 နဲ့တွဲပြီးတောက်ဆိုပြီးတော့အဲ့လိုမျိုးတွေတောင်မှလောက်ကြသေးတာပဲလေနော်ဒါဟိုတစ်ခက်တစ်ခါတော်တော်ကြာကြာခဲ့တာပေါ့လေဒီ COVID-19 တို့ဘာလို့နဲ့လဲဆက်ဆက်ပြီးတော့ပေါ့နော်ကိုခန်းအားတက်အောင်လောက်ကြရဲပေါ့အကျံပြန်ပြောရရင်တော့အရေပြားအတွက်ဆိုလို့ရှင်သူကအရေပြားပြည့်စည်တာကိုကာကွယ်တယ်။နှုတ်ပြမှုလည်းပေးတယ်ပြီးတော့ ယောဂါတွေအနေနဲ့ဆိုလို့ရှိရင်ဝက်ချံအတွက်လည်းကောင်းတယ်နှင်းကုအတွက်တို့ဗီတာလိုက်ကိုလို့ခေါ်တဲ့ဒီခရူသင်းတွေပါတဲ့အတွက်ဆိုလို့ရှိရင်ဒီဗီတာမင် D ကကောင်းတယ်ပေါ့နော်ကောင်းကျိုးပေးတယ်အဲ့လိုပဲဗီတာမင် D deficiency ဆိုပြီးတော့ခန္ဓာကိုယ်မှာဒီဗီတာမင် D ဓာတ်ချို့တဲ့လို့ရှိရင်ကြတော့တချို့ယောဂါတွေနဲ့ဆက်နွယ်မှုရှိတယ်တချို့ယောဂါတွေမှာဆက်လိုက်လို့ရှိရင်ဒီဗီတာမင် D နည်းနေတဲ့ဟာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါတော့ဗီတာမင် D ရဲ့ဒီအကြမ်းမင်းပြပြတဲ့အချက်လေးတွေပေါ့နော် ဗိုက်တာမင် D ကိုဘယ်လိုရမလဲเนาะဒီစားတာတောက်တာတွေတို့ supplement တွေတို့ဟောစားရဲတောက်တဲ့အကြောင်းလည်းပြောမှာပေါ့လေဘာတွေစားရမလဲလို့เนาะ supplement ဆိုတော့ဗိုက်တာမင် D ကိုအပြင်အနေတောက်တာပေါ့အဲ့ဒါတော့သိတာပဲเนาะအဲထူးဆန်းတဲ့အချက်ကကြတော့ဗိုက်တာမင် D ကိုနေအောင်ကြီးရနေဘယ်လိုရတာလဲပေါ့เนาะသူကထူးဆန်းတယ်ဗိုက်တာမင် D ရเนาะ ခန္ဓာကိုယ်အရေးပြားကိုနေရောင်ခြည်ထိတာနဲ့ဟိုအဲ့ဒီ body ကနေပြီးတော့ vitamin D ကို synthesize လုပ်တယ် synthesize လုပ်တယ်ဆိုတော့ထုတ်လုပ်တာပေါ့နော်အဲ့ဒီမှာတိဆောက်တယ်အဲ့တော့နေရောင်ခြည်ဘယ်နေရာဘက်ထိထိရတယ်အဲ့တော့တကူလုံးကိုနေရောင်ခြည်ထိမှမဟုတ်ဘူးအဲကိုမနက်ပိုင်းနေလေးပေါ့နော်မနက်ပိုင်းနေလေးမနက်9နာရီရနေအဲ7နာရီလောက်ထိပေါ့နော်အဲ့လောက်နေလေးပဲကောင်းပါတယ်နှုတ်ဆိုပူတယ်နော်အဲ့လောက်နေရောင်ခြည်လေးကိုဖြော့ဖြော့လေးကိုဒီလက်ကလေးပဲထုတ်ထားတာ အဲ့လိုမျိုး skin ရဲ့ဘယ်နေရာကိုပဲထိထိပေါ့အဲ့ဒီအရေပြားရဲ့ဘယ်နေရာပဲဖြစ်ဖြစ်ဒီနေရောင်ခြည်လေးထိနေရာနဲ့ကိုခန္ဓာကိုယ်ကအဲ့ဒီခန္ဓာကိုယ်ကနေပြီးတိဆောက်တယ်လေနော်ဗီတာမင် D တွေထုတ်လုပ်တယ်အဲ့ဒါကြောင့်မလို့ခန္ဓာပိုင်းလေးကိုနေရောင်ပြတ်ပြတ်ခံမိတာတော်တော်ကောင်းတယ်ပေါ့နော် ဲအစားအစာတွေဆိုလို့ရှိရင်ဘာတွေစားမလဲနှုတ်နဲ့နှုတ်ထွက်ပစ္စည်းစားမယ်နော်ပြီးတော့အစီများတဲ့ပင်လယ်ငါးတွေနော်ဆယ်မွန်ငါးတို့ပြီးတော့ငါးသက်တာငါးတို့စာတင်းငါးတို့အဲ့ဒီဟာတွေမှာလည်းဒီဗိုက်တာမင် D ရတယ်နော်ပြီးတော့ကြက်ဥရဲ့အနှစ်ပြီးတော့ညီရဲတဲ့အသားတွေပေါ့ red meat တွေကနေပြီးတော့လည်းဒီဗိုက်တာမင် D ကိုရမယ်အဲအသေးတွေပါတယ်စားလို့ရတယ်เนาะအဲကလီစာထဲမှာဆိုအသေးပေါ့အဲ့ဒီကနေဗိုက်တာမင် D လုံလုံလောက်လောက်ရတယ်ပေါ့เนาะ ြီးတော့ငါးတွေပါတွေစားလို့ရှင်လဲငါးသေးသေးလေးတွေလေးအယိုးပါဝါစားနိုင်တဲ့ငါးသေးသေးလေးတွေကိုဝါစားအဲ့ဒါဆိုလို့ရှင်လဲဗိုက်တာမင် D ရသေးသေးချာချာရရတယ်ပြီးရင်အယိုးပြုတ်အရေတွေလေးကျက်ဆွတ်ပြုတ်ရေတို့စိတ်ရိုးဆွတ်ပြုတ်တို့နော်အမဲသားဆွတ်ပြုတ်တို့အဲ့လိုမျိုးဆွတ်ပြုတ်တွေရဲ့အယိုးပြုတ်ရေတွေကနေပြီးတော့လဲဒီဗိုက်တာမင် D ကိုကျွဲဝါစွာရရစားစားနေပြီးတော့ဗိုက်တာမင် D ရအောင်လုပ်တာရယ်ခုနခဏကိုကနေသူ့ဘာသူ synthesize လုပ်တယ်ပေါ့သူ့ဘာသူတိဆောက်တာအဲ့ဒီနှစ်ခုကတော့ ပို့ပြီးတော့ကောင်းတာပေါ့ supplement ဆိုရဲ vitamin D တွေအပြင်ကနေပြီးတော့တောက်တာထက်ဆိုင်ပိုကောင်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်တော့လူတလောက်ကိုထုတ်လုံမယ်လူတလောက်ပဲစုပ်ယူမယ်ပေါ့နော်ဘာဖြစ်လို့လဲ vitamin D ကလေဟို water soluble vitamin မဟုတ်ဘူးနော်အဲရေမှာပျော်ဝင်တဲ့ vitamin မဟုတ်ဘူးအဲ့ဒါဘာပြောရလဲဆိုတော့ပိုရှင်လို့ရှိရင်စီးတဲ့ကနေထုတ်လို့ထုတ်ပြမှာမဟုတ်ဘူး ိုရှန်လို့ရှင်စီးရဲကနေထုတ်ပြစ်မယ်ဆိုလို့ရှင်ခန္ဓာကိုယ်အစိတ်အတောက်တွေတိတ်ပြီးတော့နေရတယ်ပေါ့နော်ဒုက္ခတွေတိတ်မပေးဘူးပေါ့ပို့လို့ရှင်လဲသူ့ဘာသူစီးရအကြောက်ကက်ကောင်းနေတဲ့စီးရနေပြီးတော့သူ့ဘာသွားနေမယ်အာဗိုက်တာမင် B complex တွေလေဘာ plus အုပ်စုဝင်နေအဲ့ဒီဟာတွေကရေရေတွေကနေသွားတယ်ဗောနော်အခုဒီဗိုက်တာမင် D ကြတော့ fat soluble vitamin လို့ခေါ်တယ်သူကအစီမပျော်ဝင်တဲ့ဗိုက်တာမင်ပေါ့အဲ့လိုမျိုးဆိုတော့သူကခန္ဓာကိုယ်ထဲမှာသူက တိမ့်ထားပြီးလို့ရှင်တော်တော်နဲ့ပြန်မထွက်ဘူးအဲ့တော့မချို့တဲ့ပဲနဲ့များနေတဲ့အခါကြာလို့ရှင်ကိုကစွန့်ထုတ်ခြင်းနဲ့ဆိုလို့ရှင်လွယ်လွယ်နဲ့စွန့်ထုတ်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဗီတာမင် D တွေတောက်လို့ရှင်သတိထားရမှာပေါ့လေနော်ဗီတာမင် D အများကြီးတောက်ရင်တော့သူက K2 နဲ့တွဲတောက်ဆိုပြီးတော့ရင်တော့ကနော်အဲ့လိုမျိုးတွေအဲပြောခဲ့ကြတာပေါ့တခြားဗီဒီယိုတွေလည်းရှိမှာပဲနော်အဲ့ဒါရှိတယ် အဲ့ကြောင့်မလို့ဒီ vitamin D supplement အနေနဲ့တော့တိတ်မပြောတော့ဘူးเนาะခုနကလို့အစားအသောက်ကရတဲ့ဟာရဲ့အဲခဏကွာတိဆောက်တဲ့ဟာရဲ့အဲ့ဒါလေးကတော့ကောင်းတယ်ပေါ့လေเนาะဒါပေမဲ့တချို့ရေပြားယောဂါတွေနဲ့ဆက်ဆက်ပြီးတော့ vitamin D ကိုစစ်ဆေးကြည့်လိုက်တိုင်းလဲ vitamin D ကနင်းနေတာကိုတွေ့ရတယ်နော်အဲ့တော့နည်းနေလို့ရှင်တော့ဖြည့်ပေါ့လीနော်မနည်းဘူးဆိုလို့ရှင်တော့မဖြည့်ဘူးပေါ့အဲ တစ်ရက်လုံးမလုပ်ဘူးပေါ့လေနော်အဓိကတော့တစ်ထောင်အားတို့6000အားတို့သူကတသိန်းအားတို့အဲ့လိုမျိုးတွေရှိတာ哦အဲ့တော့လေကိုယ့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ပဲတောက်ကြပေါ့နော်အဲ့လိုမျိုးကြတော့ if okay vitamin D ရဲ့ကောင်းကျိုးတွေပြောပြမယ်နော် နံပါတ်1အနေနဲ့ကကြာသူကကွယ်မှုအတွက်ပေါ့နော်။ဘာတွေကကွယ်တာလဲ။သူကနေရောင်ခြည်ရဲ့ခရမ်းလွန်ရောင်ခြည်နော်။အဲခရမ်းလွန်ရောင်ခြည်ဆိုတာ UV rays ပေါ့ ultraviolet radiation အဲ့ဒီဟာအရေပြား cell တွေကိုပျက်စီးစေတယ်။အဲ့ဒီဟာကို vitamin D ကကကွယ်ပေးတယ်။သူကထူးဆန်းတယ်နော်။နေရောင်ခြည်ကိုလိုတယ်အဲသူ့ကို synthesize လုပ်ဖို့နေအောင်ကြည်လိုတယ်။ဒါပေမဲ့သူကနေအောင်ကြည်တဲကနော် UV rays ကကြောင့်မလို့ဖြည့်ဆည်းတဲ့ဟာကိုတော့သူကကောက်ွယ်ပေးတယ်။အဲတော်တော်ကောင်းတာပေါ့နော်။ ကဲနောက်တစ်တစ်ချက်ကကြတော့ရေပြား cell တွေရှင်သန်မှုရေပြား cell ကအစ်စ်အစ်စ်တွေအရန်ဖြစ်တာနေ့တိုင်းနေ့တိုင်း cell အစ်စ်တွေဖြစ်နေတယ်နော် cell အဟောင်းတွေကွာကြပြီ cell အစ်စ်တွေဖြစ်နေတယ်အဲ့လိုမျိုးအမြဲဖြစ်ဖို့အတွက်ဆိုလို့ရှိရင် vitamin D ကအဓိကလုပ်ပေးတယ်အဲ့ဒီ cell အဟောင်းတွေကွာကြလိုက် cell အစ်စ်တွေဖြစ်လိုက်နေအဲ့ဒီဖြစ်စဉ်လေးပေါ့နော်အဲ့ဒီဖြစ်စဉ်ကိုသူကမှန်ကန်အောင်လေပတ်နေစေတယ်ပေါ့နော်အဲ့အဲ့ဒီဖြစ်စဉ်ကမကမဖြစ်တယ်ဆိုလို့ရှိရင်မကောင်းအဲ့ဒါဆိုလို့ရှိရင် cell အဟောင်းတွေအများကြီးဖြစ်စုပုံပြီးတော့လေ အဲ psoriasis တို့လို့တခြားအဲ့လိုမျိုးယောဂါတွေရှိသေးတယ်အဲ့လိုမျိုးတွေအရေပြားယောဂါတွေဖြစ်သွားတာပေါ့နော်ပြီးတော့သူကအရေပြားရောင်ရမ်းတာတက်တာစီတယ် inflammation ပေါ့အဓိကကြအဲကျမတို့ဒီ inflammation ဆိုတဲ့အကြောင်းကိုကြာတော့လေအများတမ်းပဲအရေပြားယောဂါတွေမှာဆိုလို့ရှင်ဆရာဝန်တွေအများတမ်းပြောကြတယ်အရေပြားယောဂါတွေလည်းမကပါဘူးဘယ်ယောဂါပဲမဆိုနော် inflammation ကအရန်အဓိကကြတယ်သူကဒီ inflammation ဖြစ်လို့ပဲ ရောင်ရမ်းမှုဖြစ်လို့ပဲပေါ့ယောဂတွေဝင်ကြရတယ်။ရောင်ရမ်းမှုဖြစ်လို့ပဲယောဂတွေဖြစ်ကြရတယ်ပေါ့နော်။အဲ့ဒီလိုမျိုးတော့ရောင်ရမ်းတာကိုတတ်တာစေတယ်။အဲဒီဗီတာမင် D ရလေနော်။နောက်တစ်ခုကကြအရေပြားဆဲလ်တွေခုခံစွမ်းပေါ့ immunity တို့ကကောင်းစေတယ်။အဲဗီတာမင် D ကဒီခုခံစွမ်းအားစနစ်လို့ခေါ်တဲ့ immune system ကိုတို့အကူအညီပေးတယ်နော်။ဘယ်ခဏကိုမှလေးဘယ်ဟိုပါပဲယောဂပဲဖြစ်ဖြစ်နော်။သုံးနေရာနေပဲဝင်တယ်အရေပြားရဲ့ လေရှူတဲ့နေရာကရယ်စားတဲ့တောက်တဲ့ပစက်ပေါက်ကရယ်နော်အဲ့ဒီသုံးနေရာကနေပဲအဓိကဝင်ကြတယ်ပေါ့နော်အကြံဉာဏ်ပြောလို့ရှင်အဲ့တော့သူကဗီတာမင် D ကကြတော့ဒီအရေပြား cell တွေရဲ့ခုခံစွာစနစ်ကိုသူကမြင့်စေတယ်နော်အဲ့လိုအဲ့တော့ကင်ဆာဖြစ်စေတဲ့နော်ဓာတ်တူးပစ္စည်းတွေအဲ့လိုမျိုးအောက်ဆီအဗာလဲ free radicals တွေထွက်တာလေအဲ့ဒါတွေကိုသူက antioxidant အနေနဲ့ပြန်ပြီးတော့လုပ်ပြီးတော့ဒီကင်ဆာတိတ်မဖြစ်ဘူးပေါ့နော်အဲ့တော့ရွေးမတိုင်မီ ိုမင်းရင်ရော်တာတို့ဘာလို့လဲကောက်ွယ်ပေးတယ်ပေါ့ anti aging လည်းဖြစ်တယ်ပေါ့နော်အဲ့လိုပြောကြတယ်နောက်တစ်ချက်ကကြတော့အနာမြင်မြန်ကျက်စေတယ်နော်သူကခုနရောင်ရမ်းမှုကိုလည်းတက်တာစေတယ်အနာမြင်မြန်ကျက်တဲ့နေရာမှာလည်းကုညီပေးတယ်အဲ့တော့ vitamin D ကအဲအရေးပြားအတွက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးဒီလိုမျိုးတွေကောင်းတယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ vitamin D ရဲ့ကောင်းတဲ့အချက်လေးပေါ့နော်အရေးပြားပေါ်မှာဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိစေလဲဆိုတဲ့အကြောင်းလေးပြောပြပေးထားတာဖြစ်ပါတယ် ဘဟုသုတတွေလည်းရကြပါစေ။ကျမ်းမာလှပတော့ရေပြောက်ပိုင်းဆိုင်နိုင်ကြပါစေရှင်။နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်။ Bye bye.